အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီလင်စီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုခါမှာတော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးအားလုံးတို့ပေါ့နော်ကိုရ3လ2025ကနေ15ရက်3025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကန်ဒီမာဟော့ကင်းကိုကဏ္ဍတစ်ခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်ရာကာလအတွင်းမှာကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးကြီးဘလိုကန်ဒီယာလေးတွေကြုံတွေ့ရတယ်လဲဆိုတော့အဲဗီလင်ကနာပဲကြည့်ပြီးပြောကြပါတော့ဗျာနော် ညာရင်းနဲ့ပတ်သက်ပြီးပြောချင်တယ်အခုကာလမှာခရစ်လေးစောင်းမွေးဖြစ်နေတဲ့ကာလလည်းကြာနေတာတွေ့ရတာပေါ့လေအဲ့တော့တရင်းတွေသာသမီကျွန်တော်မိတ်ဆွေညီကိုညီမမမတော်ရတယ်ပေါ့လေအညီငယ်ညီမငယ်လေးစောင်းမွေးဖြစ်တဲ့သူတွေရှိတယ်ဆိုရင်ဒီကာလမှာပညာရင်းနဲ့ပတ်သက်ပြီးအမရကန်ကောင်းတဲ့အဲရတ္ထပတ္တကာလလည်းမှာကြာနေတာဖြစ်တဲ့အတွက်ဘာမှစိတ်မကူနဲ့ဖြစ်တဲ့စောင်းမွေးတရားမှာ80 90လောက်ကြီးရာခိုင်နှုန်းအဖြစ်ပေါ့လေအောင်မယ်ဆိုတဲ့ဂိမ်းမျိုးတွေပါတယ်အဲ့တော့ကိုဘကလည်းစူးစမ်းဖို့တော့လိုတာပေါ့နော်အဲ့တော့ကိုဘကကဝရိယအားလေးထည့်ပြီးစူးစမ်းလိုက်မယ်ဆိုရင်ကန်တရားရဲ့ထောက်မှမှုတွေအပြည့်အဝရတာဖြစ်တဲ့အတွက် ထူးထူးချွတ်ချွတ်နဲ့ဂုံလူတွေနဲ့ပါအောင်တက်တယ်ဆိုတဲ့ဂိမ်းမျိုးသွားမြင်တာဖြစ်တဲ့အတွက်အမရန်ဝန်တာပီတီဖြစ်ကြတယ်အဲ့လိုလေးကောင်းတာလေးကျွန်တော်ဟောပေးချင်တာပေါ့နော်အဲ့ဒါအပြင်ပြပမှာပေါ့လေအဲကျောင်းတွေပါတွေသွားတက်ချင်တဲ့သူတွေကျောင်းတွေပါတွေရှောက်မယ်ဆိုရင်ဒီကလာမှာကျောင်းရှောက်လို့အကောင်းဆုံးသောကာလဖြစ်တယ်ပညာတော်တွေပါတွေသွားရတာမျိုးတွေဖြစ်တယ်အကောင်းတယ်ပေါ့နော်ဗီဇာတွေပါတွေရှောက်ရင်လည်းအောင်တက်တယ်ဆိုတဲ့ဂိမ်းမျိုးတွေမှာပါတယ်အဲ့တော့ပညာရေးနဲ့ပတ်သက်ရင်တော့ဘာမှစိတ်ပူစရာမလိုဘူးနောက်အပြင်ဒါအပြင်ပေါ့နော်တင်တန်းတွေပါတွေလည်းအသက်ထပ်ပြီးတက်ရတာမျိုးတွေဖြစ်တယ်တင်တန်းတက်တဲ့ခါမှာလည်းတင်လိုက်တဲ့ပညာတွေကကိုယ်ဘဝအတွက်ထောက်ပံ့ပေးနိုင်တဲ့ပညာတွေတင်ရတာ မိကောင်းဆွေကောင်းဆရာကောင်းတမကောင်းနေနဲ့စုံစည်းရတာဆိုတော့အဲ့လိုကိန်းခံမှုတွေအဲပိုင်ဆိုင်ရမယ့်ဂိမ်းတွေမှာပါတဲ့အတွက်အမရံဝမ်းသာဖို့ကောင်းပါတယ်ဗျာနော်အာတနင်္ဂနွေသားသမီးတွေပညာရေးအရင်ကောင်းတယ်အဲ့ဒီလိုပဲတစ်ဖက်မှာဘာသာရေးကိုလည်းဖိဖိစီစီတွေလုပ်ပေးစေခြင်းနဲ့ဘာသာရေးနဲ့ပတ်သက်ပြီးဒီကရမှာထူးထူးခြားခြားလေးတွေလောက်ရနိုင်မှာဗျဟိုတရားဓမ္မတွေအားထုတ်ကြတာမျိုးတွေလုံးဝတစ်ခါမှမရောက်ဘူးတဲ့အနေအထားဒေသတွေပေါ့လေဒီကိုကြီးဖျားတွေသွားရောက်ဖူးမြော်ရတာမျိုးတွေကအစား ်မင်္ဂလာကိစ္စအလူကိစ္စရှင်ပြုရဟန်းခံကိစ္စအဲ့ဒါတွေကအစားပါဝင်ဆောင်ရွက်ရတာမျိုးတွေလည်းဖြစ်တတ်တယ်ဗျာနော်ကောင်းတယ်ဗျာအဲ့လိုလေးလုပ်ပြီးတဲ့နောက်မှာစီးပွားတက်လာပါလေဒီပို့ပြီးတက်လာမယ်ဘာပဲပြောပြောဒီတပတ်ကရသည်တနင်္ဂနွေသားသမီးတွေအတွက်ကံကောင်းတဲ့ရက်တပတ်ကရတွေမှာတော့ပါတယ်လို့ယူရအဖြစ်ဆိုလို့ရတယ်ဗျာနော်ဒါပြင်ငွေချေးနဲ့ပတ်သက်လို့ရှိရင်စုံးမိတဲ့ငွေချေးတွေပြန်လဲရရှိတတ်တယ်ဗျာမြောက်နေတဲ့လုပ်ငန်းတွေပြန်ပြီးဥတွေပြီးပြန်ပေါ်လာတဲ့အတွက်ပေါ့လေပြန်ပေါ်လာတယ်ဆိုတော့ကိန်းမျိုးဖြစ်တဲ့အတွက်ကံကောင်းတယ်ပေါ့နော်ပြီးတော့ရက်တန့်နေတဲ့လုပ်ငန်းတွေဒီကာလမှာပြန်လဲတိဆောက်လို့ရတဲ့ကာလမျိုးခေါ်တယ်ဗျာ အလုပ်တွေပါလေလုပ်တဲ့ခါမှာလည်းတဝူးတယောက်လည်းလုပ်တာထက်ဆိုင်ရင်မိတ်ဆွေအကူအညီတွေနဲ့ဝိုင်းဝန်းပြီးတော့စုပေါင်းဆက်ပေါင်းလုပ်တဲ့ကိစ္စတွေကနေပို့ပြီးအောင်မြင်အောင်မျိုးတွေ့ရတတ်တယ်။ဆုံချုံထားတဲ့ငွေကြေးတွေပြန်လဲရရှိတတ်တယ်။ဟိုလက်လာပါနဲ့ပတ်သက်ပြီးတော့ဘာမှဆင်မဘူးနဲ့ဒီကာလမှာငွေကြေးစီးပွားလက်လာပါတက်တယ်။ဒီဝန်ထမ်းတွေပါလေအလုပ်တွေပါလုပ်တဲ့ဆိုရင်ကသူကလက်စာတွေပါတို့တို့မတို့ရင်ယာရုတွေပါတို့အဲ့လိုကင်ခံပြိုးရဲမှသွားပါတာဖြစ်တဲ့အတွက်အမရန်ကောင်းတယ်လို့ပဲပြောချင်တယ်ပဲနော်။ဆိုတော့အဲ့လိုမျိုးအဆင်ပြေတဲ့အတွက်ကိုယ့်ရဲ့ညီကောင်တော်မှမိဘတွေဆရာသမားတွေကိုပြန်ပြီးပြုစုအဲကြည့်ရှုစောက်ချလို့ရတဲ့အနေအထားတွေပါရောက်သွားနိုင်မယ်။ အလုံးတိုင်းချင်းအတူတူအတက်ပညာကိုအခြေပြုပြီးလောက်ကနေရတဲ့သူတွေဖို့ဆိုရင်လက်ရှိအဆင့်နဲ့ထာနောက်တစ်ဆင့်တခြားပေါ့မြင့်မှာပါမယ်ကာနာလို့ခေါ်ရပါနော်ကိုပိုင်စီဝါရေးလုပ်ငန်းလုပ်တဲ့သူတွေမှာတော့ထပ်ပြီးတော့ပြောပြနေတယ်အဲ့ဒါကဘာလဲဆိုတော့အောက်နောက်ငယ်သားတွေဝန်ထမ်းတွေကောက်ကောက်ဒုက္ခပေးတာမျိုးဖြစ်တယ်ကိုစီကနေထွက်သွားတာမျိုးတွေဖြစ်တတ်တယ်ဒရိတာပါလူတွေပါပြန်ခေါ်နေအလွယ်တကူခေါ်လို့မရဘူးပြအဲ့ဒီအောက်နောက်ငယ်သားတွေရဲ့စန့်ကျင်တော်လှန်မှုဂလန်ကစားလုပ်မှုတွေကြောင့် ပြဿနာလေးတွေအနောက်ရှက်လေးတွေလုပ်ငန်းတွေကိုထိရိုက်သွားတာမျိုးတွေဖြစ်တယ်။ဝင်ရတဲ့ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အောက်လငယ်ကကိုယ့်ကိုစန့်ကျင်တော်လာတဲ့မကောင်းကျန်တာမျိုးတွေဖြစ်တဲ့အတွက်ကိုယ့်ရဲ့နာမည်ကိုသိခါပါအဆုတ်ဆက်ခံရတာရောရောက်ကရောက်ပြဿနာတွေဖြေရှင်းရတာတွေအစားဖြစ်တယ်ပဲ။သတိထားပဲ။လူရင်းလူရောနောက်ကျောင်းဓာတ်နဲ့ထိုးတတ်တယ်။အဲ့ကင်းကြီးတော့မမိပါနဲ့ပဲနော်။ဒါကတလက်စားလိုက်မလို့အကြံပေးခြင်းဖြစ်တယ်။အဲ့ဒါအပြင်အချင်းညစ်တာရင်းနဲ့ပတ်သက်လို့ရှိရင်တနုနယ်သားသမီးတွေဒီတစ်ပတ်ကာလကအမရန်စမ်းပွင့်နေကြ။စမ်းပွင့်လို့ပြီးနှစ်ပတ်ဆိုင်ကနေသုံးပတ်ဆိုင်လေးပတ်ဆိုင်တွေပါဖြစ်တတ်တယ်နော်။ ကွဲကွန်နေတာဂျာပြီးဖြစ်တဲ့ချစ်သူအိမ်အောင်ဘက်တွေပြန်လဲစုံစည်းရတတ်တယ်ပြန်လဲပေါင်းစည်းရတတ်တဲ့ဂိမ်းတွေမှာပါတယ်အမှန်တော့ဝမ်းသာဖို့ကောင်းပါတယ်တချို့ကချစ်သူအိမ်အောင်မဟုတ်ခဲ့ရင်တော့မှကွဲကွန်နေတဲ့ဆွေမျိုးသားချင်းတွေပြန်လဲပေါင်းစည်းရတာအဲမိတ်ဆွေတွေပြန်ပြီးတော့စုံစည်းရတာမျိုးတွေဖြစ်တယ်အထူးသဖြင့်ပေါ့ကိုယ့်ရဲ့ချစ်သူအဟောင်းပြန်လာဖို့စောင့်မျှော်နေတဲ့သူတွေအိမ်အောင်ဘက်ဟောင်းကိုယ့်စီပြန်လာဖို့မျှော်နေတဲ့သူတွေဆိုရင်ဒီကာလမှာအဲ့မျှော်နေချက်တွေပို့ပြီးတော့အထောက်အကောင်တွေဖြစ်နိုင်တဲ့ကံအနေထားရှိတာတွေ့ရတယ်ဗျနော်ဆိုတော့တခုတော့အကြံပေးချင်တာပါလေအဲကိုကလည်းဒီမှာလက်ရှိစာနေတဲ့သူရှိတယ် ပတ်သက်တဲ့သူကလည်းကိုယ့်စီပြောင်းဝင်လာတယ်ဆိုရင်သူနဲ့ကိုလာတဲ့ကြားမှာရွေးချယ်ရခတ်ပြီးတော့နှစ်ခွသုံးခါလေးဖြစ်တယ်နော်အဲ့လိုဖြစ်ရင်တော့ဝန်လာမဲ့ငွေကြီးစီးပွားလွတ်လာပါလေဒီခိုက်တာမျိုးတွေဖြစ်တယ်စစ်စစ်ရွေးချယ်ပါလို့အကြံပေးခြင်းနဲ့အိမ်တော်တွေအဖို့သတိထားပြီးပါအမရန်စမ်းပွင့်တာဖြစ်တဲ့အတွက်အခြေအိမ်တော်ကြီးမှာဂျားလူအနောက်ချက်တွေရုပ်တရက်ဝန်လာတာမျိုးတွေဖြစ်တယ်ဂယုဆပ်ပြီးနောက်အခမသိရင်ချစ်သူအိမ်တော်ဘာနဲ့တရားတနေရာကြီးခွဲနေရတဲ့အနေအထားတွေပြီးကြတဲ့အတေကလောက်ခဲ့တဲ့ဖြစ်ဖြစ်ရတဲ့ကြောင့်ပေါ့ညှဉ်းနှုံမရဘဲနဲ့လုံးဝ စာရုံးစာနယ်တရားဝင်ကွဲရမယ်ဆိုတဲ့ကိန်းမျိုးတွေအားကြောင့်ဒီလိုကာလမျိုးမှာဖြစ်တဲ့တဲ့ဘာဝါရှိတယ်။ရေဝီယာအဖြစ်ဆိုရင်ဒီကာလဒီအမရန်စမ်းပွင့်တဲ့ကာလလို့ခေါ်တဲ့အတွက်ချစ်သူခင်သူတွေဝိုင်းဝိုင်းနေနေမယ်။စိတ်တိုင်းကြရွေးချယ်ခွင့်ရလို့ရတဲ့ကာလလို့ခေါ်တယ်ဗျနော်။ဘေယူဆိုင်ပါ။အစမ်းပွင့်လို့တော့နောက်ဆက်တွဲပြီးမကောင်းဘူးလို့နော်။အဲ့ဒါလေးသတိထားပါလို့အကြံပေးချင်တာ။ကျမ်းမာရင်ပတ်သက်ရင်တော့ကျွန်တော်တို့ဒါသမီးတွေကျမ်းမာရေးမှာနည်းနည်းပြီးတော့သတိထားပြီးကအချက်နှစ်ချက်ဖြစ်တယ်လို့ဗျ။ယောဒနာခန္ဓာကိုယ်မှာ96ပါးယောဂာနဲ့ပတ်သက်ပြီးဖြစ်မယ်ဆိုရင်သူက ဘောဓခုနံလို့ခေါ်တယ်ဗျလေနဲ့ပတ်သက်တဲ့ယောဂါတွေအဓိကထားဖြစ်တယ်လေထိုးလေရောဝမ်းပြဝမ်းရှော့အထက်လံအောက်ရှော့ဖြစ်တာမျိုးတွေအပြင်အသက်ရွယ်ကြီးရင်းတဲ့သူတွေသူလေတွေပါဖြစ်တယ်တဲ့သတိထားပါလေနော်လက်တွေပါနာတာကြိုက်တာတွေအစားဖြစ်တယ်သတိထားပြီးအဲ့ဘောဓခုနံတွေပဲကောင်းကောင်းဒုက္ခပြီးပါလေနော်အဲ့ဘောဓခုနံကတာသမီအောက်လက်ငယ်သားတွေကိုလည်းကိုစားပြုတယ်အဲတာသမီတွေပါရှိတဲ့သူတွေဆိုလည်းကိုယ့်ရဲ့တာသမီတွေကိုစီရနေအကြောင်းအကြောင်းကြောင့်ပေါ့လေထွက်သွားတာမျိုးတွေဖြစ်တယ်တချို့ကတာသမီတွေကိုအကြောင်းပြုပြီးသူမျိုးကြီးကိုမောင်မောင်တွေကိုအကြောင်းပြုပြီး ကိုကစိတ်တော့ကရောက်ရတယ်သူတို့တက်လိုက်ပြီးပြဿနာတွေဖြေရှင်းပေးရတာမျိုးကြီးအစားဖြစ်တဲ့ကိုနဲ့တိုင်းရမဟုတ်ဘူးဆိုတော့အဲဒါသမီးတို့ဆွေမျိုးညီကိုမောင်မားတို့အဲ့ဒါတွေကိုအကြောင်းပြုပြီးတော့ရောရောကရောပြဿနာဖြေရှင်းရတာမျိုးတွေဖြစ်နေတဲ့တော့အထူးသတိထားပါထက်တယ်လည်းအကြံပေးရမှာနော်အဒီကရမှာတခုခုလုံးမဲ့ကင်မဲ့ဆိုရင်ကြာသာပရိသတ်သမီးတွေကအကျိုးပေးတယ်ကြာသာပရိနဲ့တင်းငွေဆိုတာလည်းမိတ်ဖက်ဖြစ်တယ်ပေါ့နောက်ဆုံးချစ်သူအိမ်တော်ဘက်ဒီအနေနဲ့ကိုစီကိုချစ်လို့ခင်လို့ဝင်လာခဲ့ရင်တော့မှကြာသာပရိသတ်သမီးတွေဆိုရင်လက်ခံလို့ရတဲ့အနေထားမှာရှိပါရဲ့ဗျာနော် ကောင်းတာပေါ့နော် သူတို့နဲ့ပူတဲ့တိုင်ပြီးတော့လောက်ဘာလို့အကြံပေးခြင်းလဲစနေဘုရားကတော့ခိုက်တယ်ဗျအဲ့ဒီနေ့လည်းကိုအကြောင်းပြုပြီးတော့ဒုက္ခရောက်မှာမလို့စနေနာခိုက်ပြီးဆိုရင်မင်းအစိုးရတွေနဲ့ပတ်သက်ပြီးပြဿနာအမှုကိလေတွေဖြစ်တဲ့ဝန်ထမ်းတွေဆိုတော့သတိထားပြီးပါရင်နှံခီးသွားလို့မရဘူးမြောက်ရက်ကိုခီးသွားလို့မရဘူးဘုရားကနာနဲ့စားတဲ့မြို့ရော်တွေကိုခီးသွားလို့မရပါဘူးသွားခဲ့မယ်ဆိုရင်အဖမ်းစီအချုံအောင်ထိမိခိုင်းမိတာမျိုးတွေ accident ဖြစ်တာမျိုးတွေပောက်ွက်တဲ့အရာတွေနဲ့ကြုံရတာမျိုးတွေဖြစ်တဲ့အတွက်အထူးသတိထားပါလို့ထပ်တယ်လည်းအကြံပေးခြင်းနဲ့ တော့တနည်းနဲ့သားသမီးကျွန်တော်မိတ်ဆွေတွေအဲဒီတစ်ပတ်ကာလမှာမတ်လ9ရက်17ရက်12ရက်13ရက်အဲ့ရက်တွေကတော့အမရံကံကောင်းတယ်ဗျမြေကိစ္စတို့နေရာထိုင်ခင်းကိစ္စတို့ပြောရဆိုရတာရောင်းဝယ်ကိစ္စတွေမှာအမရံအဆင်ပြေတယ်ဗျနော်ပြည်ရင်းနဲ့ပတ်သက်ပြီးတော့ဆောင်ဝက်ဖြေရတဲ့သူတွေအဖြေရမယ်ဆိုရင်အဲ့ကာလမှာကြီးကြီးမားမားထူးထူးချွတ်ချွတ်လေးအောင်မြင်တာမျိုးတွေကြုံရတတ်တယ်ဝေးကွာနေတဲ့သူတွေပြန်လဲစုံစည်းရတာတွေအဲ့ရက်ပိုင်းမှာပိုဖြစ်တာများတယ်အဲ့ပြီးတော့ ဘာအိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအပျော်ပါကိစ္စတို့ပျော်ပွဲရှင်ပွဲကိစ္စတို့အဲ့ဒါမျိုးတွေပါဝင်ဆောင်ရွက်ရတာတွေဟိုလျှောက်သွားနေရတာမျိုးတွေပေါ့နော်ပျော်ပျော်ရွှင်ရွှင်လေးသွားလာရတာမျိုးတွေအားစားကြုံရတဲ့ကဲချစ်တဲ့ခင်တဲ့သူတွေတွေဝမ်းဝမ်းလဲပြီးတော့တော်တော်လေးအဆင်ပြေတယ်အထူးသဖြင့်စုပ်ကြီးလက်ကြီးတကိုင်နဲ့ဝင်လာမျိုးတွေဖြစ်တတ်တယ်ငယ်ရတဲ့အိမ်တော်ငယ်ရတဲ့ဒီချစ်သူဇုံတွေတွေဆိုရင်အဲ့ကာလမှာမင်္ဂလာဆောင်တဲ့ကိစ္စမျိုးတွေပေါ့လေမင်္ဂလာကိစ္စမျိုးတွေဆောင်ရွက်ရတာတွေအားစားဖြစ်ရတဲ့ကိန်းရှိတဲ့အတွက်အမှန်တန်ကောင်းတယ်သို့တော့မတ်လ10ရက်14ရက်15ရက်အဲ့ရမှာတော့အညာအခိုက်တွေရှိတယ်သတိထားမယ် ကိုယ့်ရဲ့အိမ်ကိုဘယ်သူမှဖြစ်ဖြစ်ညာညက်နေလာပြီးတဲခုတ်တဲ့သူတွေကိုလုံးဝလက်သက်မခံနိုင်ဘူးလက်ခံလို့ရှိရင်အညံ့ခိုက်နေတဲ့ကြောင်ရတယ်နောက်ဆက်တွဲအမှုကိစ္စတွေပါပါလာတတ်တယ်အတူတူအဲ့လိုမျိုးလက်ခံတဲ့ထဲကမှတချို့တွေရှိသေးတယ်ဗျမုတ်ဆူဘူတို့မုတ်ဆူမားတို့တခုလက်တို့အဲ့လိုဟာမျိုးတွေနော်တချို့ကနားမကြတဲ့သူတွေနားလေးတဲ့သူတွေအဲ့လိုဟာမျိုးတွေအားစားကိုယ့်စီကိုလာတာမျိုးတွေဖြစ်တတ်တယ်လက်မခံစေချင်ပါဘူးနောက်ဆက်တွဲအမှုကိစ္စတွေဒီအပူလေးတွေဖြစ်သွားတတ်တယ်အပူတွေတဲလာတာမျိုးတွေဖြစ်တတ်တယ်သတိထားပြီးပါဗျာနော်ဂယုစိုက်ပြီးပါလက်ပိတ်သွားတာမျိုးတွေဖြစ်တတ်လို့ ပြီးရင်မလူလားအပင်နဲ့ဆလင်နံလို့ခေါ်တဲ့အဝတ်ထည်ထီးဖက်နေတယ်လုံးဝမဝယ်ပါနဲ့ကြာနော်ဝယ်ရင်တမလက်ခံပြီးသားဝယ်ပြီးသားဖြစ်ခဲ့တယ်ဆိုရင်လည်းအဟောင်းတွေကိုပြန်ပြီးတော့စွန့်ပြစ်လိုက်ပါနော်အဲ့ဒါလေးအကြံပေးခြင်းလို့အဲ့တော့ကန်ဒီယာရဲ့ထောက်ပံ့မှုတွေအပြေအဝရအောင်အစိမ်းအောင်အမှုအရင်အပြာရောင်အနေရောင်ကြက်သွေးရောင်အဲ့ဒီအရောင်တွေကိုဝတ်ဆင်သုံးစွဲပေးရမယ်ဒါအပြင်ဂန်းတော်ပန်းဂန္ဓမာပန်းမင်းမြုပ်ပန်းတစ္ဆပန်းရောင်စုံတို့ကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖခင်မှာဖခင်ပန်းကတ်တာပဲဖြစ်ဖြစ် ်နေရဲ့ကနေမှာအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလို့တုံဆွဲပြီပါအဲ့တော့ကောင်းတဲ့ကံလေးတွေအများကြီးရှိတယ်အနှဲငယ်တော့အညာခိုက်တော့ရှိတာပေါ့လေတရားရကံလုံးကံကောင်းတဲ့လူရလို့ကောင်းမှာဘယ်သူမှမရှိတာဘူးဗျအဲ့တော့အညာလေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းအောင်ရရလေးခြေကြရအောင်အဲ့ရရအနေနဲ့ဘယ်လိုခြေသိမ့်လဲမေးလို့ရှိရင်ယဟန်တာတော်တွေအတွက်စတုမတူလူဒန်းပြေးပြအောင်လူဒန်းပြေးလိုက်ပါတချို့လေးတွေမေးသေးတယ်စတုမတူဆိုတာဘာလဲဆိုပြီးမေးတဲ့လူတွေရှိတယ်နော်အသက်ရွယ်ချင်းတဲ့သူတွေဆိုတော့သိတယ်ကျွန်တော်တို့စေးတန်ဒီဘာတွေမှာမေးပြီးဝယ်ပါဗျာစတုမတူခေါ်တယ် နော်ဆရာတော်တွေတန်ခါတော်တွေတို့ကစားသုံးမှုတို့ကစေးထဲမှာပါပါတယ်ဗျာနော်ဘူးလေးတွေရောင်းပါတယ်ရန်ကုန်မှာဆိုတော့ကျွန်တော်ဘက်မှာတပူးမှာ9000လောက်ပဲရှိပါတယ်လူပြောင်လူပါတေချာပေါက်သူကကံကောင်းရဲ့ထောက်မှတ်မှုတွေတေချာပေါက်ဖြစ်နေလာမှာမလို့နောက်ဆုံးအဲ့လိုလူချင်းအဖြစ်ပြကိုမကျမကြီးအញ្ញံခိုင်ရှင်တော်တို့အနာနဲ့စိနဲ့တိုးရတယ်ချက်ချင်းယောဂါကြီးရှာတွေ့တယ်ယောဂါတတ်တာဝါရီရာစာဖြစ်လာမှာမို့လို့နော်စမ်းနေအများကြီးပဲတက်လာပါတယ်ပွင့်လာပြီးတော့တန်ဖို့ရှိတဲ့အင်္ဂါနာနဲ့ပတ်သက်တဲ့ပစ္စည်းလေးတွေပါကိုယ့်စီကိုဥပမာစိန်နဲ့ဆုတ်တို့ဆိုင်ကယ်တို့ဆက်ပစ္စည်းတို့ဒါမျိုးတွေရာစာဝန်လာတာမျိုးတွေဖြစ်မှာမို့လို့လူပြောင်လူပါ ဒါအပြင်အညာလေးကင်းကျင်နေဆိုရင်စာကလေးငယ်လေး၃ခန်းကိုလွတ်ပြအောင်လွတ်ပါကျွန်တော်သဘောရဆုံးတော့အင်္ဂါနေ့မှလွတ်ရင်ပိုကောင်းတယ်လို့အကြံပေးခြင်းနဲ့တရင်ခွေသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်